မင်္ဂလာပါရှင်ဒီနေ့မြကြီးချက်စားပြတဲ့ဟင်းလေးကို မျှဝေပေးလိုက်ပါတယ်ဘာဟင်းလေးလဲဆိုတော့ပဇွန်နဲ့အာလူးနဲ့ချက်တဲ့ပဇွန်အာလူးချက်ကလေးဖြစ်ပါတယ်ပါဝင်ပစ္စည်းလေးတွေကတော့ပဇွန်အာလူးခင်းကျင်သီးချက်သွန်ပြူတောင်ချက်သွန်နီနဲ့ငရုတီးပဲဖြစ်ပါတယ်အရင်ဦးဆုံးခဲကျင်တင်းနဲ့ချက်သွန်ပြူတောင်းလေးကို ရေနဲ့ပျော်အောင်အနေငယ်ပြုတ်ပါမယ်နော်ဒီနေ့ကတော့မြင့်ကြီးချက်စားတဲ့နီးကို ပြန်ဝေပေးခြင်းပဲဖြစ်ပါတယ်အရင်ဦးဆုံးရေနဲ့ပြုတ်ပြီးပျော်မှပဲစီထဲမှာဖြစ်ပါတယ်စီတက်ပြီးမြင့်ကြီးရတော့မချစ်ပြတော့ပါအောင်နော်အခုလို့ရေစူပြီးတော့ခဲကျင်သီးလေးဣလာတဲ့အခါမှာခဲကျင်သီးလေးတွေကြေအောင်ကိုအခုဦးဆုံးနဲ့ခောက်လိုက်ပါတယ်ပြီးရင်ရေအနေငယ်ကျန်တဲ့အခါမှာမှစီကိုထည့်လိုက်ပါမယ်စီမတက်ပဲချက်တဲ့နီလေးပဲဖြစ်ပါတယ်နော် ခင်းကျင်သီးလေးရလဲဣလာပြီးရေကြံစီကြံအနေထားလေးမှာအာလူးကိုအရင်ထည့်လိုက်ပါမယ်။ပြီးရင်စားနေငယ်လေးထည့်လိုက်ပါမယ်။အာလူးလေးဣသောအောင်ရေထည့်ပြီးတော့တဲလိုက်ပါအောင်မယ်နော်။အခုလိုအနေထားအာလူးလေးဣလာပြီဆိုရင်ပစွန်နဲ့ဂျန်နဲ့ချက်သွုံနှုံငယုတ်တီးတို့ပါထည့်လိုက်ပါမယ်နော်။ကိုနစ်တက်တဲ့အရသာမုံလေးကိုထည့်လို့ရပါရဲ့နော်။အမြင်ကြည့်ရတော့စားတမယ်တွေပဲထည့်ပါတယ်။ ပြီးရင်လေအတနိုင်ဆုံးတော့မြင့်ကြီးဟာကြက်မရေးနဲ့ဟိုပေါ့တရားရခိုင်တို့မြင့်ကြီးတောင်မှအညီနိုင်ဆုံးကိုချက်ပါတယ်နော်ဘာလို့လဲဆိုတော့လေအဓိကကတော့ဒီစီတက်ပြီးချက်မစားကောင်းတာတို့ဘာအာဟာရမှုထည့်လိုက်မှပိုကောင်းတာတို့ဆိုတာတဲ့ကိုယ့်ရဲ့စိတ်ထဲမှာမစွဲပဲနဲ့ကြက်မရေးဘက်ကိုဥတီပြီးချက်တာပဲအကောင်းဆုံးဆိုတာကိုမြင်လာလို့ပဲဖြစ်ပါတယ်ကဲခုလိုပဲတည်ရင်တည်ရင်နဲ့ရင်နဲ့ငယ် အစီကြံရေးချန်နေထားလေးဖြစ်တဲ့အခါမှာညင်ကြီးရတော့အရသာလေးမြည်ပြီးချလိုက်ပါတယ်လောက်အပ်တဲ့သူတွေကြည့်ရှုဖို့ရအတွက်ညင်ကြီးချက်ဆိုင်နဲ့ဝယ်မျှဝေပေးလိုက်ပါတယ်နော်အဆုံးဒီကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင် အားလုံးပဲကိုယ်စိတ်နှစ်ပါးစမ်းမချမ်းသာပြီးဘေးဘေးရာကင်းရှင်းကြပါစေ